ရွှေဘုံမြို့ဟောင်းကចောင်းသားလေးတစု သူတို့ရဲ့ကြေးလက်အိမ်ကြီးမှာ အတူတူညစာစားနေကြတယ်။ငိုးချုပ်သွားတဲ့အချိန်လူကြီးတွေအိပ်ပျော်သွားတော့သူတို့ဟာကြေးရွာအနောက်ဘက်ကအိမ်ပြက်ကြီးအចောင်းစပြောလာကြတယ်။ဒါဟာနှစ်90ကျော်ကမီးလောင်ပျက်စီးခဲ့တဲ့အိမ်မှာအဲ့ဒီမှာမိသားစုတစုလုံးသေဆုံးခဲ့ပြီးသမီးကလေးငယ်လေးတယောက်ရဲ့အတန်တွေညတိုင်းကြားရတယ်လို့ကြေးရွာက လူကြီးတွေကပြောပါတယ်။ ငါတို့ဒီညမှာပဲသွားကြည့်မယ်လို့အာမန်အပြည့်နဲ့ထွန်းလင်းကတိုက်တွန်းလိုက်တယ်။သူ့တငယ်ချင်းတွေဖြစ်တဲ့မိုးသူရွှန်းစင်နဲ့စုပြေတို့ကစိတ်မပါပဲမဲ့ညီမကောင်းအောင်လိုက်ဖြစ်သွားတယ်။ ည10တနာရီမှာသူတို့ဟာဖျောင်းတိုင်တွေငှက်ကြီးတောင်သားတွေကင်ပြီးထိုအိမ်ကြီးစီခြေဦးတည်လာတယ်။အိမ်ရဲ့ပတင်းပေါက်တွေကမှန်ကွဲဆတွေနဲ့နယံမှာမိခိုးတွေဆွဲကြံနေတော့မှထွန်းလင်းကရှေ့ကဦးဆောင်ပြီးတသားတကားကိုတွန်းလိုက်တယ်။ကွဲတံလိုလိုတကားအတန်ကြီးလာပြီးတကားဟောင်းကဖွင့်လာတယ်။ အတွင်းဘက်ကလေတွေက ရုတ်တရက်အေးဆက်သွားတယ်။မိုးသူရဲ့လက်ကင်တံမီးကမှိန်လာပြီးတစ်ဖြက်ဖြက်မှိတ်တုတ်မှိတ်တုတ်ဖြစ်လာတယ်။ဒီအိမ်မှာတကယ်ပဲတခုခုရှိနေတယ်။လို့ရွှန်းစင်ကတရွေးမျိုးရင်ပြောလိုက်တယ်သူတို့အပေါ်ထက်ကိုတက်တက်ခြေလန်းတန်တွေ ကြားလိုက်ရပြီးအောက်ကမီးဘိုကန်းကနေခလေးရေတန်တွေလွှင့်ထွက်လာတဲ့အဲ့အချိန်မှာပဲစုပြည့်ရဲ့မျက်နာက ဖြူဖက်ဖြူတော့ဖြစ်သွားတယ်ဟင်ခမရို့မြင်လားဟိုမှာ မိဖို့ခန်းထောင်မှာကလေးတယောက်ရက်နေတယ်။သူ့လက်ညှိုးကတုန်နေတယ်။အားလုံးလှည့်ကြည့်တော့ဘာမှမမြင်ရပေမဲ့ခနဲ့တန်လေးတွေသူတို့ဘေးကဖြစ်ပြေးသွားသလိုခံစားရတယ်။ရုတ်တရက်ထွန်းလေးရဲ့ဖျောင်းတိုင်မီကမိခိုးတွေထွက်ပြီးငိမ့်သွားတယ်။အုပ်စုလိုက်အမောင်ထုတယ်ဘာမှမမြင်ရတော့ဘူး။အခု အခုပြန်ကြမယ်နော်လို့မိုးသူကငါတို့ပြန်ကြမယ်ဒါပေမဲ့တကားကသူတို့လာတဲ့အချိန်ကထပ်ပိုပြီးဝေးနေတယ်လို့ခံစားရတယ်နောက်ွယ်ကခလေးတန်ကအဖေနဲ့အမေပဲမှလဲကျမအထီးကျန်လို့နေတယ်လို့မိုးတန်နဲ့ပြောလိုက်တယ် ရွှန်းစင်ကအော်ဟစ်ပြီးပြေးဖို့ကြိုးစားတဲ့အချိန်သူ့ခြေချင်းဝတ်ကိုအေးဆက်နေတဲ့လက်တစုံကဆွဲထားသလိုခံစားရတယ်။သူ့အနောက်မှာမီးလောင်တံရတွေနဲ့မျိုးလုံးဖြူဖြူကြီးတွေပါတဲ့ကလေးမလေးတယောက်မြေပြင်ပေါ်ကရှောက်သွားနေတာကိုတွေ့လိုက်ရတယ်။ကုညီပါ။ ကျမကိုအပူဒဏ်ကနေကဲတင်မှာအုတ်ဆုလိုက်အော်ဟစ်ပြီးထွက်ပြေးကြတယ်။အင်ကြီးရဲ့တကားကသူတို့နောက်ကဟင်းဟောက်တန်နဲ့အတူပိတ်လိုက်တဲ့ခြေရွာကိုပြန်ရောက်တဲ့အခါရှွန်းစင်ရဲ့ခြေချင်းဝတ်မှာမီးလောင်တံရတစ်ခုပါလာတာကိုသူတို့တွေ့လိုက်ရတယ်။အင်ညာကနေစပြီးညတိုင်းသူတို့အိတ်ခန်းထဲမှာ ဖနက်တန်လေးတွေနဲ့ကူညီပါလို့တီတိုးပြောတန်တွေကြားနေရတယ်လို့ရွှေဘိုခြေရွာကလူငယ်တွေကယနေ့ထိဆွဲမက်ပြောဆိုနေကြပါတယ်။